မင်္ဂလာပါရှင်မင်္ဂလာပါကရင်ပြည်နယ်မှာဖွင့်လှစ်ထားတဲ့ငွေကြေးမတတ်နိုင်သူတွေအတွက်စေခန်းဟာဘာကြောင့်ရကတ်တန့်မရှိပိတ်ထားလိုက်ရပါသလဲ။ရှမ်းပြည်နယ်မှာတော့အမျိုးသားစင်နိုင်ငံရေးဆွေးနွေးပွဲအတွက်သွေးဆောင်ဆွေးနွေးကြတာတွေပါဝင်တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြားပြည်နယ်မှာတော့ဒုက္ခတွေတွေပြန်ဖို့အဆင်သင့်ဖြစ်ပြီလို့အစိုးရဘက်ကဆိုထားပေမဲ့ပြင်ဆင်မှုလိုအပ်နေဆက်ဖြစ်တယ်လို့လူမှုအသင်းအဖွဲ့တွေကပြောဆိုလိုက်ပါတယ်။ မုံပင်နယ်ပြားလုံးဒေသတဘာဝပတ်ဝန်းကျင်အခွင့်အရေးချိုးဖောက်ခံရရင်ဒေသခံပြည်သူကိုယ်တိုင်ပါဝင်လှုပ်ရှားတင်တယ်လို့မွန်တမိုင်းပညာရှင်တွေကနှိုးဆော်လိုက်ပါတယ်။ပြားလုံးဒေသတဘာဝပတ်ဝန်းကျင်အခွင့်အရေးချိုးဖောက်ခံရရင်အောင်မြင်မှုမရမချင်းအဆက်ဆက်ဆက်လက်ဆောင်ရွက်ရမယ်လို့ပြီးခဲ့တဲ့ဒီဇင်ဘာ၁၀ရက်နေ့အပြီးပြီးဆိုင်ရာလှုပ်ခွင့်ရေးများနဲ့အခမ်းအနားမုံပင်နယ်ကြိုက်မြို့မြို့နယ်ကွန်မတော်ကြီးရွာမှာကျင်းပပြုလုပ်တဲ့နေရာမှာမွန်တမိုင်းတူတင်နေတာတွဲဖက်အတွေ့အကြုံကပြောပါတယ်။တဘာဝဝန်းကျင်အခွင့်အရေးနဲ့ပတ်သက်ရင် တို့နေတာကအခုဖြစ်သွားပြီအန်ဒီကိုကျွန်တော်တို့လိုက်ဦးလိုက်နိုင်တယ် MCB လက်မြေဆက်ယုံကပြီးရောက်သွားပြီတဲ့အခြေအနေနဲ့ကျွန်တော်တို့ကရင်ဆိုင်ရတယ်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့ဘီလက်မြေဆက်ယုံကိုကျွန်တော်တို့ဆန့်ကျင်တယ်အဲ့ဒီမှာ40ကီလိုမီတာဝက်နောက်6မီတာဝက်ပေါ့50မီကဘောကကြောင်မီသွေးနဲ့လက်စစ်တန်းအားထုတ်လုပ်တယ်။အဲ့တော့ကြောင်မီသွေးနဲ့လက်စစ်တန်းအားထုတ်လုပ်တာကိုကျွန်တော်တို့ကလက်ခံတယ်။ဒါကိုကျွန်တော်တို့ကဆက်လက်ပြီးတော့ တိုက်ပွဲဝင်မယ်တောင်းဆိုမယ်ဆန္ဒပြမယ်အလားတူပြည်သူတွေအခွင့်အရေးချိုးဖောက်ခံရရင်ပြည်သူ့ဆန္ဒအတိုင်းဆန္ဒပြခွင့်ရှိတယ်လို့မွန်ပြည်နယ်လွတ်တော်ရုံးအရှိမှလည်းပြခွင့်ရှိတယ်လို့မွန်ပြည်နယ်လွတ်တော်ဒုဥက္ကဋ္ဌကပြောထားပါဗျ။မွန်ပြည်နယ်ဆယ်မြို့နယ်ထဲမှာတဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်မဲ့စီမံကိန်း26ခုရှိတဲ့အထဲမှာ MC ရဲ့ကြောက်မိတွေလက်စစ်တုံးဘီလက်မြေစက်ရုံအန်တင်ကြောက်မိတွေတုံးလက်စစ်တအားပေးစက်ရုံစီမံကိန်းပေါင်မြို့နယ်အုတ်တန်တရာကျေးရွာကလမတ်တောင်မှာ လက်ကကြောင့်မဆက်ယုံစီမံကိန်းတွေဟာဒေသခံပြည်သူတွေနဲ့ရင်ဆိုင်နေရဆဲပါရှမ်းကောင်းဆောင်တွေကရှမ်းမျိုးသားစင်နိုင်ငံရေးဆွေးနွေးပွဲအတွက်တွဲဆောင်ဆွေးနွေးပြီး အနေနဲ့ရရက်ကရှမ်းလူမျိုးတွေနဲ့တွဲဆောင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်เขาสําคัญเขาดีฮิตสังอันวานก็ให้คนเมืองไหลผู้ชอบเนี่ยดีกว่าซับแรงเนี่ยเดี๋ยวคนเมืองเขาจนเราบาลเดียสุราบีดีบีโกตีเสียจีเนี่ย ပြည်သူတွေရဲ့ဆန္ဒကိုကောက်ယူမယ်ရှမ်းလူမျိုးတွေအတွက် National Dialogue ကိုတောင်းကြီးမှလုပ်မယ်လို့ဆုံးဖြတ်ထားတယ်။ရှမ်းပြည်ညွညွရဲ့ကော်မတီ CSSU က OCB ရှမ်းမျိုးသားစင်နိုင်ငံရေးဆွေးနွေးပွဲအတွက်ရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့မှာဒီဇင်ဘာလ17ရက်နဲ့12ရက်နေ့မှာတွေ့ဆုံခဲ့ကြပါတယ်။ရှမ်းပြည်ညီညွတ်ရေးကော်မတီရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS ၊ကြားဖြူပါတီ SNDP ၊မင်္ဂလာစီတော်ပါတီ ESSDDP ရှမ်းပြည်ညီညွတ်ရေးကောင်စီ SSJAC ကြားကောင်းပါတီ SNLD ရှမ်းပြည်တိုးတက်ရေးပါတီ SSPP စိန်ကြပြည်သူ့စစ်အဖွဲ့တို့အပြင်ရှမ်းပြည်ပါတီ DNDP တို့တက်ရောက်ခဲ့ကြပါတယ်။တန်ဆွန်းဇင်းနဲ့တဲ့ခေါ်တဲ့ခေါ်ရစ်လိုက် ภัยมันกว่าเนาะติเหมือนกันตรงนี้เด้ก็ว่าไตไหนมันใหญ่กว่าใหญ่กว่ากว่าอภเฝไรเนาะกูนี่กูหันเนี่ยลุกจ๋าเลยมาดูจ๋าบูช้ําหมี่ก็တော့เจ๋เลยเจ๋เลยนาวปิดูเรยสนะแลตีจินเลยธรรมปิดูเนี่ยยินนี่แมะအဲ့ဒီလိုမလို့ရင်ဆန်းလူမျိုးတွေရဲ့ဇန်နာတွေကြံခဲ့မယ်၂၁ရာစုဘီလုံကြီးလာကမှာသွားတင်ပြပေးမယ်ဆိုတော့ကျွန်တော်တို့ပြင်ဆင်ထားတဲ့ပြည်တော်စုရှမ်းပြည်ရှမ်းလူမျိုးနဲ့ပတ်သက်တဲ့စီးပွားရေးပညာရေးနိုင်ငံရေးစတာတွေကိုတောင်းရှင်းပြမယ် အစည်းအဝေးမှာလာမယ့်2019မှာကျင်းပမယ့်ဒုတိယကြိမ်27ရာစုပင်လုံကြီးလာခန့်အတွက်ဆွေးနွေးခဲ့ကြပါတယ်။လူဝင်အား၂၀၀ခန့်ကို14ဖွဲ့ဖွဲ့ပြီးစကိုင်းတိုင်း၊မန္တလေးတိုင်း၊ကချင်ပြည်၊ရှမ်းပြည်နဲ့ကယားပြည်ကရှမ်းလူမျိုးတွေအပြင်ထားနိုင်ငံကျင်းမိုင်မျိုးကရှမ်းလူမျိုးတွေကိုပါတွားရောက်တွေ့ဆုံဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ရှမ်းပြည်နယ်မှာပဲရှမ်းပြည်တပ်မတော် RCSS SSA နဲ့ရွှေညောင်မြို့မှာအခြေစိုက်တဲ့ခလာရ64တို့ရှမ်းပြည်တောင်ပိုင်းဟိုပုံးမြို့နယ်လိုင်ဆက်ကျွေးရအုပ်စုမှာဒီဇင်ဘာလ16ရက်နနက်8နာရီလောက်ကတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။မြန်မာတပ်မတော်ဖက်က RCSS SSA လှုပ်ရှားနေမြင့်အတွင်းအကြောင်းကြားချင်းမရှိဘဲဝင်ရောက်လာတာကြောင့်နန္နာရီကျော်ရင်ဆိုင်တိုက်ပွဲဖြစ်ရတာဖြစ်ကြောင်း Time Freedom တည်င်းမှဖော်ပြထားပါတယ်။ လိုင်ဆက်ကြေးရွာအုပ်စုဟာဟိုပုံးမြို့ရဲ့အနောက်မြောက်ဘက်မှာတည်ရှိပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလစံပိုင်းတုန်းကလည်း RCSS SSA နဲ့မြန်မာတပ်မတော်တို့ရှမ်းပြည်တောင်ပိုင်းမိုင်းကင်မြို့နယ်တုံလုံးကြေးရွာအုပ်စုပန်ပွဲရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်ရှင်။ကရင်ပြည်နယ်ကြောက်ကြီးမြို့ပေါ်မှာငွေကြေးမတန်နိုင်တဲ့တွေအတွက်ဖွင့်လှစ်ပေးထားတဲ့စည်းကမ်းတစ်စောင်မှာပြည်တွင်းတော်ဝန်ခံဆရာဝန်မရှိတဲ့အတွက်ရဲကန့်တတ်မရှိရာယီပိတ်ထားလိုက်ရပါတယ်။ တရီတော့ဖဲလို့အမေရတဲ့ဈေးကားဟာပဲခူးတိုင်းဒေသကြီးကြောက်ကြီးမြို့ကမြေတားရက်ကွက်မှာထိုင်းနိုင်ငံအခြေစိုက် F Mission Asia Foundation အထောက်ပံ့နဲ့ငွေကြေးမတန်နိုင်သူတွေအတွက်ဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာအရင်ဈေးကန်းတာဝန်ခံပြည်တွင်းဆရာဝန်ကအလုံနာလိုက်ရတဲ့အတွက်နိုဝင်ဘာ15ရက်နေ့ကစပြီးဈေးကန်းကိုပိတ်ထားလိုက်ရတယ်လို့ဈေးကန်းတာဝန်ရှိသူတွေကပြောပါတယ်။ Clinic on the target code doctor နဲ့အခေပတူကတိတရတူပါမကတိတရ ကျွန်တော်တို့ဈေးကန်းကိုပြေးလိုက်ရတာကတော့အဓိကဆရာဝန်မရှိလို့ပါပဲအခုလက်ရှိတောင်းယူကြတဲ့ဆရာဝန်ကလည်းဂျက်မာရေးမကောင်းသလိုအသက်အရွယ်ကြောင့်လည်းပြောလို့ရပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့လိုချင်တာကတော့ပြည်ရင်မျိုးဖြစ်ရမယ်ပြည်ရင်စကားပြောနိုင်ရမယ်ဒေသအစီအစဉ်နဲ့ကျွန်တော်တို့ဈေးကန်းလေဘက်ပုံကိုနားလည်တဲ့ဆရာဝန်ဖြစ်ရမယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ဈေးကန်းသွားကျင်တဲ့လုပ်ငန်းစနစ်တွေ အခက်အခဲရှိနေတဲ့အတွက်ဒီလိုပဲယာယီပိတ်ထားရတာပေါ့တရေတော့ပဲစေခန်းကိုကျမရေးနဲ့အကစားဝန်ကြီးဌာနရဲ့ယာယီမပုံတင်ခွင့်ပြုချက်နဲ့2016ခုနှစ်ဇွန်လတရနေ့ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ဒါဒါစတင်တဲ့ဘက်တက်လာတာလိုကိုတာအိထွေဆိုနေမယ်ကျွန်တော်ယောဂါကတုတ်ပေးပါဒီစေခန်းမှာပြရင်ဆရာဝန်တွေကကောင်းကောင်းကြည့်ပေးတယ်ဈေးနှုန်းလည်းသက်သာတယ်ဒီစေခန်းကတော့မြေတားရက်ွက်တစ်ခုတည်းသာအကျိုးရှိတာမဟုတ်ပါဘူး အခြားဒေသကလည်းဒီစိတ်ကန်းကိုလာအားပေးတယ်။ဒါကြောင့်မို့ကျွန်တော်မျော်လင့်တယ်ကဆရာဝန်မြန်မြန်ရောက်ကြင်ပါတယ်။တရေတော့စိတ်ကန်းဟာအထွေထွေယောဂကုစိတ်ကန်းဖြစ်ပြီးစိတ်ကန်းကိုဆရာဝန်တယောက်နဲ့ဒူနာပြုတ်၃ယောက်အပြင်ပြည်တွင်းဆရာဝန်နဲ့အလဲကျနိုင်ငံခြားသားဆရာဝန်ကုတာပေးမှုတွေနဲ့လက်ပတ်ခဲ့တာဖြစ်ပါတယ်။ကြောင်စီမြို့နယ်နဲ့တောင်မကျေးလက်ဒေတာကလူထုတွေအပါအဝင်အခြားဒေတာတွေကလူနာတွေလည်းလာရောက်ကူတာခဲ့ကြပါတယ်။လက်ရှိချိန်မှာကူတာမှုပိုင်းကိုပိတ်ထားပေမဲ့လည်းတက်ခွက်ခန့်ဝန်ဆောင်မှုကိုဆက်လက်ဖွင့်လှစ်ပေးထားပါတယ်။ ဒီဇင်ဘာလ15ရက်နေ့ကကြာရောက်တဲ့42နှစ်မြောက်ရခိုင်ပြည်နယ်နေ့မှာနိုင်ငံတော်သမတ္တကြီးဦးထင်ကျော်ကဂုံပြူတော်ဝင်လွှာပေးပို့လာပါတယ်။အဲ့ဒီတော်ဝင်လွှာထဲမှာရခိုင်တိုင်းရင်းသားတွေကိုသမတ္တကြီးကဘာတွေပြောထားပါသလဲ။တဘာဝကပေးတဲ့အနေထားရတဘာဝဘေးအန္တရာယ်တွေကျင်းပန်းများစွာရင်ဆိုင်ကြုံတွေ့ခဲ့ရပေမဲ့လည်းအစဉ်အမြဲဥမော်လျက်ကျန်းမာခံကျော်လွှမ်းနိုင်ခဲ့သောရခိုင်လူရခိုင်သားတို့ရဲ့ ခိုင်မာသောစိတ်တတ်နဲ့အရှုံးမပေးတဲ့အလေးအထတို့အတွက်အထူးပင်ဂုဏ်ယူပါကြောင်းအခါအခွင့်တင်ကဲ့မှတ်တမ်းတင်ဂုဏ်ပြုလိုက်ရပါတယ်။ပြည်내သူပြည်내သားတို့ရဲ့သူပေါင်းညီညွတ်သောစွမ်းပကားနဲ့အနာဂတ်မှာအနောက်ဖက်ဒေသခင်မီတိုးတက်တာယာလှပစေရေးကြိုးပမ်းတည်ဆောက်သွားကြပါရဲ့။ နေရုနဲ့မြဖြစ်တဲ့ရခိုင်ပြည်နယ်နေ့အခါသမယမှာခစ်ကြည်လေးစားစွာတိုက်တွန်းနှိုးဆော်အပ်ပါတယ်ဒါပြင်ရခိုင်ပြည်နယ်မှာတည်ဆောက်မဲ့စက်မှုဆောင်တွေနဲ့စက်ယုံအလုပ်ယုံတွေကိုဒေတာခံတွေတဘောဆန္ဒအတိုင်းလိလသုံးတက်ဆောင်ရွက်နေတယ်လို့လဲသမတကြီးရဲ့တဝန်လွှာမှာပြောပြထားပါတယ်။ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လွန်စွာအရေးပါတဲ့ ြောက်ဖြူအထူးစီဝါရေးတုံကိုဒေသခံများရဲ့သဘောထားတဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှုနဲ့လူမှုစီးပွားတည်ရောက်နိုင်မှုတို့ကိုအဖက်ဖက်ကလေ့လာသုံးတပ်ပြီးစံရင်းစံနှုံးမီအောင်မြင်စွာဆက်လက်အကောင်အထည်ဖော်နိုင်ဖို့လဲဆောင်ရွက်လျက်ရှိပါတယ်ရခိုင်ပြည်နယ်နဲ့အခမ်းအနားကို ရခိုင်ပြည်နယ်မြို့အများစုနဲ့ ကျေးရွာတချို့မှာကျင်းပခဲ့ပါတယ်။၁994ဖွဲ့စည်းပုံအခြေခံဥပဒေအရရခိုင်တိုင်းကိုရခိုင်ပြည်နယ်အဖြစ်ပြဋ္ဌာန်းလိုက်တဲ့ဒီဇင်ဘာ15ရက်နေ့ကိုရခိုင်ပြည်နယ်နေ့အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ကြရပြီလေမဒုက္ခတွေပြင်ဖို့အစဉ်သစ်ဖြစ်ပြီလို့အစိုးရဘက်ကဆိုထားပေမဲ့ပြင်ဆင်မှုလိုအပ်နေဆက်ဖြစ်တယ်လို့လူမှုအတင်းဖွဲ့တွေကပြောဆိုထားပါတယ်။ဒီနယ်ဆိုရဖက်မော်ဟို ADP အတွက် Moon Policy Block ခိုင်မှာရှိပြီးသားလေ။နောက်ပြီးတော့နေရာဘလော့ အမခတ်ချက်ပေးနေရဆိုရဟာပေါ့သူတို့အမခတ်ချက်အမခတ်ချက်ဘလို့ပေးနေရဆိုရပေါ့မအမြဲမူတီတော့ပေါ့အခေဒီပြည်နယ်အစိုးရကတာဝန်ယူမယ်တာဝန်ယူမှုတာဝန်ခံမှုဆိုရဟာပေါ်မှာစကားဒီလိုမျိုးစကားပြောနိုင်ဆိုတော့ IDP အနေနဲ့တော့ပြတ်လာပေါ့အဲ့တော့အစ်စ်ပြီးမှာပါဒါပေမဲ့လို့ဒီဒီလို ပြတ်လာလို့ရတယ်ဆိုတော့စကားကတာဝန်ယူမှုလည်းမရှိတော့ခံမှုမရှိဘူးလို့ဆိုပေပြောမယ်ဆိုတော့ဘီဒိုအောင်ကြောင်လို့မရဘူးလေ ပြီးခဲ့တဲ့ဒီဇင်ဘာ9ရက်နေ့ဒုက္ခတေပြန်လည်နေရာချက်ထားရေးအလုံယုံဆွေးနွေးပွဲမှာလိုက်ကောခရိုင်ထွေအုပ်ကဒုက္ခတေပြန်လာဖို့အတွက်ပြုစုံနေကြောင်းနဲ့ဒုက္ခတေတွေပြန်လာရင်သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာများမှစီမံဆောင်ရွက်ပေးဖို့အစဉ်သစ်ရှိနေတယ်လို့ပြောကြားခဲ့ပါတယ်။တို့ကခုနပြောတဲ့ဥပဒေသူလိုပါပဲเนาะပြန်လာမယ်ဆိုတဲ့စိတ်ဆုံးဖြတ်ချက်သာထားပါဆက်သွယ်ပါဆိုလို့ရှိရင်နေရာတွေဟာလိုက်အဲကျွန်တော်တို့ကအစဉ်သစ်ရှိပြီးသားအဲတကယ်တမ်း လာဖို့တည်ကြပြီဆိုတော့လွတ်ပြေးစရာတွေအများကြီးကိုနိုင်ငံတော်အစိုးရကနိုင်ငံတော်အစိုးရရော NGO အားလုံးပေါင်းပြီးတော့လွတ်ဖို့တွေအများကြီးရှိပါတယ်လွတ်လဲလွတ်ပြေးပါပါเนาะဟုတ်ကဲ့အစိုးရဘက်ကအခုလိုပြောဆိုခဲ့တဲ့အပေါ်အလုံယုံဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ပြည်내တွင်းလူမှုအတင်းဖွဲ့တွေကအစိုးရရဲ့ပြင်ဆင်မှုတွေလိုတယ်လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိနိုင်ငံရဲ့အခြေအနေနဲ့ပြင်ဆင်မှုတွေလိုအပ်နေသေးတာတွေကြောင့်ဒုက္ခတွေတွေပြန်လာဖို့အဆင်မပြေသေးဘူးလို့ဤပညာအထောက်အကူပြုအဖွဲ့ကပြောပါတယ်။ကျွန်တော်တို့ပြည်내မှာကြာတော့လေ ြင်ဆင်ထားမှုအားနည်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တကယ်တမ်းဒီအချိန်မှာကတော့ပြန်လာဖို့ဆိုတဲ့ဥစ္စာကတော့အဆင်မပြေသေးတဲ့ကာလပဲဖြစ်ပါတယ်။ထမ်းမြန်မာနယ်စပ်မှာကင်းဤတောကတဲ့စခန်းတစ်ခုရှိပြီးလူဦးရေတပေါင်းကျော် ရှိနေပါတယ်။အိန္ဒိယအစိုးရကစီစဉ်တဲ့ကလတန်ဗတ်ဆောင်ဖွံ့ဖြိုးရေးစီမံကိန်းရဲ့ပလောဝစိတ်ကန်းဟာကုန်တွင်ပိတ်ချင်းပြည်နယ်အတွက်အရေးကြီးတယ်လို့ပြည်နယ်အစိုးရရဲ့ပြောခွင့်ရဖြစ်သူစလိုင်းအိုက်ဆက်ခင်ကပြောပါတယ်။ ဒီကလတန်ဘက်ဆောင်စီမံကိန်းဟာအိန္ဒိယနိုင်ငံရဲ့အရှိမျောစီးပွားရေး policy အတွက်ကလကတားမြို့ကနေရခိုင်ပြည်နယ်စစ်တွေမြို့အဲ့ဒီကနေချင်းပြည်နယ်ပလဝမြို့ကိုရေကြောင်းနဲ့ဆက်သွယ်မှာဖြစ်ပါတယ်။ပလဝကနေအိန္ဒိယအရှိမျောဒေသတွေကိုကုန်လမ်းနဲ့ဆက်သွယ်ပြီးကုန်စည်တွေကိုလည်းတင်သွင်းသွားမှာဖြစ်ပါတယ်။ ။စလိုင်းအိုက်ဆက်ခင်ပြောတာကတော့ချင်းပြည်နယ်ဟာကုန်တွင်းပိတ်ဒေသဖြစ်ပါတယ်။ဒီကလတန်စီမံကိန်းဟာအိန္ဒိယအစိုးရရဲ့အကျိုးစီးပွားအတွက်လာလောက်တာဖြစ်ပေမဲ့အဲ့ဒီကနေကျွန်တော်တို့အတွက်ကဘာများကောင်းမလဲဆိုတာကိုစဉ်းစားဖို့လိုပါတယ်။ချင်းပြည်နယ်မှာပင်လယ်ထွက်ပေါက်မရှိပါဘူး။ပြည်တွင်းအချင်းချင်းကပြည်ပနဲ့ကိုဆက်တွယ်ဖို့လမ်းကဒီစီမံကိန်းလမ်းဖြစ်လာမယ်။ချင်းပြည်နယ်ကနေဘာတွေတင်နိုင်မှာလဲဆိုတာကိုတော့အခုဖြေဆရာမရှိပေမဲ့လုပ်ငန်းရှင်တွေကိုလည်းဖိတ်ခေါ်ထားပါတယ်လို့ပြောသွားပါတယ်။ ဒီကလတန်ဘတ်ဆောင်ဖွံ့ဖြိုးရေးစီမံကိန်းဟာ2008ခုနှစ်မှာမြန်မာအစိုးရနဲ့အိန္ဒိယအစိုးရတို့တဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။2015မှာပြည်စည်းဖို့အတွက်ရည်ရွယ်ခဲ့ပေမဲ့မပြီးနိုင်ပဲလာမယ့်2019မှာသာလုပ်ငန်းစဉ်ပြီးပြတ်မယ်လို့ရှင်းမှန်းထားတာဖြစ်ပါတယ်ရှင်။စစ်စင်ကိုကြည့်ရှုအားပေးနေတဲ့မြို့ပီတူပါရွှင်လန်းချက်မြေကြပါစီရှင်။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်ဒီတစ်ပတ်စီစဉ်ကိုရန်နာခွင့်ပြုပါရှင်။